်းများဟာ သူတို့ရဲ့အလူရခံငွေကိုကိုကျိုးအတွက်သုံးဆွဲခွင့်ရှိပါသလားဥမာအဖြစ်တပိတ်ဝယ်တာတို့တင်ငန်းဝယ်တာတို့အတွက်သုံးဆွဲခွင့်ရှိပါသလားတီလာရှင်များရောဘာကြောင့်စွန်းခံမကြွတာလဲတီလာရှင်များဘာကြောင့်လူများကိုတရားမဟုတ်တာပါလဲရှင်ပြအမေကောင်ကတော့အကောင်လုံးမမှန်ကန်မှုသူကလက်ရှိအမြင်ကိုချိန်ပြီးတော့မေးတာဖြစ်နေတယ်နော်ရဟန်းများဟာအလူခံအလူရ အလူခံရငွေကိုကိုချိုးအတွက်သုံးဆောင်ရင်ရှိတယ်ဆိုတာဒီငွေနဲ့ပတ်သက်လို့ကတော့ရန်နေရဝီနီစီကန်နဲ့ပြောမှဆိုရင်ငွေကိုတိုက်ရအလူခံခွင့်မရှိဘူးမှန်ပါဗျာငွေကိုတိုက်ရအလူခံခွင့်မရှိတော့ဒီငွေက ဖြစ်ပေါ်လာတဲ့အလူရှိရပစ္စည်းလေးပါလို့ဆိုတော့ခေါင်းစင်းနဲ့အလူခံလို့ရတယ်မှန်ပါဗျာဒီဘက်ဆိုင်ကိုရန်ဒီဘုန်းကြီးကလှူပါတယ်ဆိုရင်ဘုန်းကြီးကလက်ခံခွင့်မရှိဘူးဥပဒေအရပြောတာနော်မှန်ပါဗျာလက်ခံတာလက်မခံတာအားဒါမဆိုင်ဘူးမှန်ပါဗျာ နိုင်ငံတနိုင်ငံမှာလည်းပဲဥတွေတော့ရှိတယ်မလိုက်နာတာတွေကအများကြီးပဲရှိတယ်လေမှန်ပါဗျာအဲ့တော့ယဟန်ဆိုလို့ရှိရင်ငွေကိုတိုက်ရလက်ခံကိုမရှိဘူးခုနကလိုရှင်ဗျာအလိုရှိတဲ့စာအုပ်သုံးမပါပဲဖြစ်ဖြစ်အသုံးကျဖို့ဒီဒီငွေကြေးရဖြစ်ပေါ်လာတဲ့ပစ္စည်းကိုလှူပါတယ်ဆိုလို့ရှိရင်ဒါယဟန်ကလက်ခံကိုရှိတယ်မှန်ပါဗျာလက်ခံဝင်ရှိတယ်လို့ သူ့ကိုလှူထားတာဖြစ်သောကြောင့်သူကိုကျိုးအတွက်သုံးသောင်ခွင့်ရှိတယ်မှန်ပါဗျာသူသူလော်ရှေ့ရတဲ့အရာတခုကိုသုံးပြုခွင့်ရှိတယ်မှန်ပါဗျာနော်ကိုယ်ပိုင်ပစ္စည်းဖြစ်သွားလို့သုံးခွင့်ရှိပါတယ်မှန်ပါဗျာတီလာရှင်များကဘာကြောင့်ဆွမ်းဟင်းထမင်းမခံရတာလဲဒါ tradition နဲ့ဆိုင်တယ်မှန်ပါဗျာတီလာရှင်ဆိုတာဘိက္ခုနီတွေကွယ်ပြောက်သွားတဲ့အခါမှာအမျိုးသမီးတွေကဒီသာသနာ့ဘောင်ဝင်ရင်တဲ့အခါမှာတီလာရှင်ဘုရားတီလာရှင်ဖြစ်တယ်ဆိုတာ ဘာမှသိမကြသေးဘူးပမပြေမှာမှန်ပါဗျာဘုံဘုံတို့ငယ်တော့တောင်မှပဲသီလရှင်ကိုတွေ့ကျင်မင်းကုန်းတို့စခိုင်းတို့မှာပဲရှိတယ်မှန်ပါဗျာနော်ပြီးတော့နိဗ္ဗိဏဖြီးနိဗ္ဗိဏတော်ရအဲ့မှာပဲရှိတယ်မှန်ပါဗျာတဲ့နေရမှာသီလရှင်မရှိဘူးမှန်ပါဗျာအခုခေတ်မှာပုံများလာတာမှန်ပါဗျာအဲ့တော့သီလရှင်ဆိုတာရှေးခေတ်ကသတင်းသုံးလို့လည်းခေါ်လာတယ်သတင်းသီးလို့လည်းခေါ်တယ်ဘောရတာတွေပြောင်းလာမှန်ပါဗျာအထူးသဖြင့်တော့အမရပူရာ ခတူမန္လေခတူလောက်မှသီလရှင်ကပိုပြီးတော့ထင်းရှားရှားြ်လာမှ်ပါအဲ့တော့ဒီနရှင်ဆိုတာ၈ပါးဒီလသုံးဖို့၁၀ပါးဒီလထင်းထင်းရှောက်ရှောက်ကြတယ်။မှန်ပါဗျာ။ထင်းထင်းရှောက်ရှောက်တဲ့အခါမှာဥပုသ်လိုပဲသူတို့ဥပုသ်ရမှာဥပုသ်ဆောင်ပြီးတော့ကိုယ်တိုင်ချက်ပြုတ်စားကြတာဖြစ်တယ်။မှန်ပါဗျာ။ဟိုဘိက္ခုနီတွေဒါဆုံးကိုယ်တိုင်ချက်ပြုတ်စားခွင့်မရှိလို့ဆွန့်ခံကြတာ။ဒီနရှင်ကတော့ဝုတ်ကလေးကသူတို့ဟာဥပုသ်သဘောမျိုးဆိုတော့ဆိုင်ဟင်တမင်း ဆွမ်းခံစားရဲဆိုရအလေးထားဘမပြေမှာမရှိဘူးတခြားနိုင်ငံမှာလည်းမရှိသလောက်ပါပဲဘုရားရှင်လက်ထက်မှာကြာသူတို့ဘယ်လိုစားပါဘုရားတိရရှင်မရှိဘူးဘုရားလက်ထက်ကတင်ပါဗျာအမျိုးသမီးဘိက္ခုနီပဲရှိတယ်တင်ပါဗျာအဲ့ဘိက္ခုနီတွေကဒီအချိန်နဲ့မဟုတ်ဘူးတင်ပါဘုရားမှာတင်းကျပ်တဲ့အချိန်နဲ့ရှိတယ်တင်ပါဗျာသူကဒီတိရရှင်ကကိုယ်က၈ပါးတိလာပဲများတယ်နိတင်ပါဗျာ၈ပါး၁၀ပါးဒါပဲရှိတယ်အဲ့တော့ပုံစံချင်းမတူပုံစံချင်းမတူတော့ ရသော်ဗျာကတိရရှင်နေပေါ်မှာဘာဥပဒေမှပြည့်ညက်ခဲ့တာမရှိဘူးဘေကုဏီသာပြည့်ညက်တာကိုသူတော်ဘေကုဏီကွယ်ပြောက်သွားမှနောက်မှပေါ်လာတဲ့အဖွဲစီတစ်ခုကိုမှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာတိရရှင်များကဘာကြောင့်လူများကိုတရားမဟောရတာပါလဲဟောပါတယ်မဟောရဘူးလို့တားမြစ်ထားရလည်းမရှိပါဘူးမှန်ပါဗျာနော်မှန်ပါဗျာနာကျင်တဲ့လူရှိရင်ဟောမှာပေါ့ဟောတဲ့နေရာတွေလည်းဟောနေပါတယ်မှန်ပါဒါပေမဲ့လို့ဒီသူတို့ကိုဘုန်းကြီးတွေတို့များများစားစား တရားဝတ်ပြင်တာတော့မရှိဘူးပေါ့နော်မှန်ပါဗျာမှန်ပါဗျာမရှိတော့ဒီဒါကတော့ tradition နဲ့လူတွေရဲ့အလေးထားနဲ့ပဲသက်ဆိုင်ပါတယ်မှန်ပါဗျာခုခေတ်တောင်မှပဲကြွရလားအမျိုးသမီးတမတာဖြစ်တဲ့ဟာနဲတယ်မဟုတ်လားတမပါဗျာမှန်ပါဘုန်းကြီးချုပ်လည်းအမျိုးသမီးကနဲသေးတယ်နဲပါဗျာမှန်ပါတော့အဲ့ဒါမျိုးလိုပဲပေါ့ဒါရှင်းရှင်းလေးစဉ်းစားဖို့ရပါတယ်မှန်ပါဗျာမှန်ပါဒါပိတ်ပင်ထားတာမဟုတ်ပါဘူးမှန်ပါဗျာရသဗျာလည်းမဟောရဘူးလို့မဟောပါတယ် ်ပါဗျာတရားရှင်နေလဲဟောတယ်မှန်ပါဗျာသူတို့စီမှာရောက်လာရင်သူတို့ဟောကြတာပဲ